မင်္ဂလာပါခင်ဗျာကျွန်တော်အခုရိုက်ကူးနေတဲ့စင်တင်ပြဆက်ကြီးကတော့တကယ်လူဆိုတဲ့စင်တင်ပြဆက်ကြီးဖြစ်ပါတယ်အဲကျွန်တော်ငငယ်ကအဲကခဲ့တဲ့စင်တင်ပြဆက်ဖြစ်ပါတယ်အဲစာရေးသူကတော့ဒီဇလန်ရေးသူကတော့ဟိုဆရာဦးညံမင်းအောင်ဖြစ်ပါတယ်ဒီပြဆက်ရဲ့ရည်ရွယ်ချက်ကတော့ဂျန်ပန်ရန်ခါမှာလူလောကလူတဘာဝမှာမလို့ချင်မဲနဲ့လုပ်လို့ရတဲ့အလုပ်တွေလည်းရှိပါတယ် အဲလှုပ်ချင်ပါရဲ့နဲ့မလှုပ်ရတဲ့အလုပ်တွေလည်းရှိပါတယ်အားလုံးရုန်းကန်နေကြတဲ့အဲဘဝပေါင်း များစွာကြားတဲ့ကမလှုပ်ချင်မနဲ့လှုပ်ခဲ့တဲ့လူငယ်လေးတယောက်ဖြစ်မယ်အများနဲ့အများအတွက်ဆိုရင်တကယ်တန်ဖိုးမေ့ပြီးအသုံးမချတဲ့လူတယောက်မိသားစုတည်းတော့တကယ်လူဖြစ်ချင်းလည်းဖြစ်နေမှာပေါ့နော်အဲ့လိုပဲမိသားစုတွေလုံးဝမငယ်ဘဲနဲ့အများအတွက်ပဲအဆင်ပြေပြီးအဲအကျိုးပြုနေတဲ့လူလည်းရှိကောင်း ရှိနိုင်ပါတယ်အဓိကတော့ လောကရဲ့တဘာဝအရလှုပ်ချင်တာတွေလှုပ်ခွင့်မရတဲ့လူတွေမလှုပ်ချင်တာတွေလှုပ်နေရတဲ့အဲလူငယ်တွေရဲ့အကြောင်းအရာလေးတွေက မက်ဆီလီတခုပေးတဲ့သဘောပါပဲခင်ဗျာဟုတ်ကဲ့အဲကျွန်တော်ရေဒီဇလန်းလေးကနာမည်ကတော့မင်းတူလို့ခေါ်ပါတယ်ကျွန်တော်လူငယ်တယောက်ပေါ့အဲမိသားစုအဲမုံမခံစေရှိမယ်သို့တော်သူကအစင်မပြေတဲ့မိသားစုရဲ့ဝင်ကိုပညာကောင်းကောင်း မတက်ပြီမဲ့ပညာဆုံးကမ်းမတိုင်ခဲ့ပြီမဲ့မိသားစုရဲ့တာဝန်မိသားစုကိုချစ်ခင်တဲ့လူငယ်တယောက်အနေနဲ့အဲဒေဝဆောင်ထားပါတယ်ဒီတကယ်လူဆိုတဲ့စင်နေပြည့်စက်ကြီးကို Channel K ရုပ်သံလိုင်းမှာကြည့်ရှုလို့ရပါပြီခင်ဗျာတကယ်လူတကယ်လူ